ဂယုနာရှင်မေမေခိုင်ဖြစ်ပေမဲ့လည်းသူများမှားလွဲမိတဲ့ငွေကိုပြန်မလွှဲပေးတဲ့စိတ်ထားလေးတွေပေါ်ထွက်လာတဲ့ခိုင်နှင်းဝင်အလုံးမဲမိကလာပါဗမိစနောင်းကနေကြွဆိုလိုက်ပါတယ် ခိုင်နင်းဝေကမြန်မာနိုင်ငံမှာလေးစားရတဲ့ Bright ဆန်းဆောင်ရှင်တယောက်ဖြစ်နမည်ကြီးသူပေါင်းသူများမလုံးနိုင်တဲ့အရာတွေကိုလုပ်တယ်ဆိုပြီးအိမ်ကမမေ့ပြီးရင်ခိုင်နင်းဝေကလေးစားဆုံးဆိုတဲ့တတတဲ့သူတွေလည်းပေါ်ထွက်လာခဲ့ပူပါတယ်။ဒါပေမဲ့အခုရပိုင်းမှာတော့ခိုင်နင်းဝေတယောက်သူများငွေကိုပြတ်မလွဲပေးပေးလက်ခံနေတဲ့အဖြစ်ကပေါ်ထွက်လာခဲ့တာပေါ့။ online shop လုပ်တဲ့အမျိုးသမီးတယောက်ဟာငလျင်ဘေးမှာခိုင်နင်းဝေကိုဆယ်သိန်းလှူဒန်းခဲ့ပူပါတယ်။အဲ့ဒီအမျိုးသမီးကပဲအထည်ပိုးသိန်း30နီးပါးကိုခိုင်နင်းဝေထံမှားပြီးတော့လွှဲမိသွားခဲ့တာပေါ့။မေလ9ရက်နေ့ကဂုံသေးစီကို ော်အထည်ပို့29,5500 330ဒီပါလွှဲရမှာဖြစ်ပေမဲ့ခိုင်နှင်းဝေရဲ့ foundation account ကိုမှလွှဲမိခဲ့တာပါအဲ့ဒီအမျိုးသမီးကမှလွှဲမိမိချင်းတနာရီအတွင်းလူကိုယ်တိုင်ခိုင်နှင်းဝေရဲ့ယုံကိုသွားပြောခဲ့ပါတယ်ယုံဘကတော့ခိုင်နှင်းဝေပြောပွဲရောက်နေလို့နောက်၄-၅ရက်နေမှာပြန်ရောက်မယ်ဆိုတဲ့အကြောင်း ပြန်ရောက်တဲ့အခါမှသာလာခဲ့ပါလို့ပြောလိုက်တာပါသူတို့အချိန်နဲ့ရပြန်သွားခဲ့တဲ့အချိန်မှာငွေပြန်တောင်းဖို့အတွက်ဘဏ်နမတ်မှတ်ပုံတင်အရှိနောက်ဘဏ်စတိတ်မန့်တွေကိုသွားယူခိုင်းလို့ယူပေးခဲ့ရတယ်လို့သိရပါတယ်ဒါပေမဲ့ခိုင်နှင်းဝင်နဲ့မတွေ့ရဘဲဝန်တန်းနေနဲ့ပဲတွေ့လိုက်ရတာပေါ့ဒီအမျိုးသမီးကသူ့ရဲ့ချွေးနှဲစာလေးဖြစ်တာကြောင့်အရန်တံမိုးထားပေးမယ်လေသူများပတ်စံကိုအလကားသွားတောင်းနေတယ်လို့ပုံစံမျိုးဝန်တန်းနေရဲ့ဆက်ဆံမှုကိုခံလိုက်ရတဲ့သူပေါ့ဒီလိုနဲ့အချိန်မောင်းများစွာမေးလိုက်သွားလိုက်လုပ်နေပေးမယ်လေငွေကတော့ပြန်မရလာခဲ့ပါဘူး ဒါပေမဲ့နောက်ပိုင်းမှာတော့ခိုင်နေဝေရဲ့မန်နေဂျာဆိုသူတယောက်ကဖုန်းဆက်လာပြီးမှားလွဲမိတဲ့ငွေကိုတနအီအတွင်းမှာလှူလိုက်ပါပြီလို့အကြောင်းပြန်လာခဲ့ပါတယ် လှူလိုက်ပြီးဆိုပေမဲ့လည်းအလှငွေလက်ခံလဲသူတို့မှမရှိသလိုဘသူကိုလှူလိုက်လဲမသိလိုက်ရဘူးလို့ဆိုပါတယ်လှူလိုက်ပြီးလို့ပြောရုံတင်မကပဲဒီပတ်စံကိုလိုချင်ရင်နေပြည်တော်ကိုအဆင့်ဆင့်တင်ပေးရမယ်လို့လည်းပြောသေးတာကြောင့်ဒီအမျိုးသမီးကအရန်စိတ်ပြတ်သွားခဲ့ပါတယ်ခိုင်နှင်းဝေတို့ဘက်ကစကားတွေရှင်းအောင်မညီဖြစ်လာတဲ့အပြင်ငွေလည်းပြတ်မပေးပဲမယုံရင်တရားဥပဒေအတိုင်းလိုးလိုးတောင်ရရလို့ပြောလိုက်သေးတာပါဒီအမျိုးသမီးကအွန်လိုင်းရှော့လုပ်ပြီးရိုးရိုးသားသားရှာဖွေထားတဲ့ငွေဖြစ်တာကြောင့်ပြန်လိုချင်ရောတသက်ပဲရှိကောင်ကိုငွေကိုပြန်ရဖို့ခိုင်ရပြီးတော့တောင်းနေရပါတယ် ခိုင်နေဝေထံမှငလျင်အတွက်လည်းလှူထားဖို့ပြီးသူ့ရဲ့ဂုံတိတ်ခါကိုတော့ယုံကြည်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ချွေးနှင်းစာကိုတော့ပြန်လို့ခြင်းလို့သူ့အပေါ်မှာကိုချင်းစာစိတ်လေးထားပေးဖို့ပြောနေရတာပါ။မေလ9ရက်နေ့ခရဲကမှလွဲမိတဲ့ငွေဟောင်းမေလ24ရက်နေ့အထိပြန်မရပဲရှင်းအောင်မညီတဲ့ဇကားတွေပြောနေပြီးအခုတော့အားလုံးသိအောင်ဆိုရှယ်မီဒီယာမှာ post တင်လိုက်တာဖြစ်ပါတယ်။ ဒါကြောင့်ခိုင်နေဝေကဒီအဖြစ်ပြက်ကိုတကယ်ပဲမသိတာလားသူ့ရဲ့ဝန်ထမ်းတွေကိုပဲအလုံးစုံယုံထားခဲ့တာလားဆိုတော့မေးစရာဖြစ်လာခဲ့ပါတယ်ခိုင်နေဝေကတော့သူများမှားလွဲမိတဲ့ငွေကိုပြန်မပေးတဲ့အပြင်သူ့ရဲ့အတင်းဂုံတိတ်ခါကိုကြားစီတာကြောင့်တရားဥပဒေအရအေးယွနိုင်ကြောင်းကိုပါသတိပေးထားပါသေးတယ်ခိုင်နေဝေကငလျင်ဘေးမှာသိန်းပေါင်း၈၀၀၀ကျော်ရခဲ့ပြီးလှူတဲ့နေရာတွေနဲ့ပတ်သက်လို့ဝေဖန်မှုတွေလည်းရခဲ့ပါတယ်လက်တွေ့မှာတော့ခိုင်နေဝေကသူများရဲ့ငွေကိုပြန်ပေးဖို့အတွက်ဘာကြောင့်ခက်ခဲနေရလဲဆိုတော့အလုံးကသိချင်နေကြတာပေါ့ကလေးတွေအပေါ်မှာမြစ်တာ နိုင်ပေမဲ့လည်းသူများရဲ့ချွေးနှဲစာကိုတော့မဖြည့်ရှင်းပေးနိုင်ပေ။နေရွှေညရွှေလုံးနေတဲ့ခိုင်နှင်းဝေကိုပရိသတ်ကြီးရောတကယ်ယုံကြည်ရဲ့လားဆိုတော့ပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။